လို့လူလူရှိနေလေညီမလေးဒီအိုးအိုးလေးကိုကိုတို့ဟိမတကြောခဲချင်းတီမမေငါတို့ရဲ့အားလို့ရှိနေပါပဲတာလို့ရတယ်လေကျွန်တော်ဒီလိုသေးကားပေါ့နော်သေးထရလာကားလေးတွေရိုက်ဖြစ်ပါတယ်ဒါပေမဲ့ရိုက်ဖြစ်တယ်ဆိုဒီကားလေးကထူးကြပါတယ်ထူးကြရဲဆိုတာပေးနေတဲ့ message ရှိတယ်ကိုမျိုး ပေးခြင်းတဲ့ message တွေကိုထင်းထင်းရှားရှားလေးတသိသိနဲ့တွေးပြီးတော့တသိသိနဲ့ကြောက်အောင်ရိုက်ထားတဲ့ကားလေးဖြစ်တဲ့အတွက်ရင်ခုန်ပါတယ်ကျွန်တော်အပြင်ဒီမှာပါဝင်ပြီးတော့မှပထမဦးဆုံးတေးဥဆောင်တဲ့တေးဥဆောင်အစ်စ်လေးအတွက်လည်းရင်ခုန်မိပါတယ်ပါတော့သူကမတော်မတော့ယောက်ဆိုတော့ဒီညီမလေးကတော့သူသူ့ character လေးကိုသူအယူရှင်းဆုံးဖြစ်အောင်တော့ကြိုးစားပြီးသူတေးဥဆောင်တာချပါတယ်သူမလုပ်တတ်တာတွေလည်းသူကိုမလင်းလင်းကိုညို့မေးရကျွန်တော်တို့မေးရလည်းရှိပါတယ်ကျွန်တော်ဘက်ကတော့တေးဥဆောင်အစ်စ်တယောက်အနေနဲ့ဒီဇာကားမှာသူတာဝန်ကြီးပါတယ်ဒါပေမဲ့ဒါပေမဲ့လူတိုင်းတော့အဟုတ်မယ်မထင်ဘူးဗျာတေးဥဆောင်တဲ့ sense ကတက်တက် ဟိုပါလာတဲ့လူရှိရယ်သင်မင်းတက်သွားတဲ့လူရှိရယ်လုံးဝစိတ်ဝင်စားတဲ့လူရှိရယ်ဆိုတော့ဒါစိတ်ဝင်စားတဲ့လူကတော့ခုနကကိုညိုပြောသလိုပြောလိုက်တဲ့ခါမှာချက်ချင်းနားလည်ရဖြစ်မှာပေါ့ဟုတ်ပြောမယ်ဆိုတော့ကိုညိုနဲ့ကျွန်တော်ရဲ့ပြန်ဆုံးတဲ့ပထမအခြေလမ်းလိုပဲပြောခြင်းပါတယ်ကိုညိုရဲ့ပြန်ဆုံးတဲ့ပထမအခြေလမ်းလိုပဲပြောခြင်းပါတယ်နောက်ပိုင်းကျွန်တော်ထပ်ပြီးတော့လေ project တွေကောင်းကောင်းဆက်ပြီးတော့တည်ယူဆောင်ပြီးတော့လုပ်သွားဖို့ရည်စူးထားပါတယ်လည်းရှိပါတယ်ဆိုတော့ကြိုးစားအောင်ပါကိုညိုနဲ့ကအခုလိုပြန်ပြီးတော့ဆုံခွင့်ရရအတွက်လည်းဝမ်းသာပါတယ်နောက်ကျွန်တော်ကျွန်တော်စိတ်ကိုလည်းသူသိသလိုသူစိတ်ကိုလည်းကျွန်တော်သိသိပါတယ်ဆိုတော့ကျွန်တော်တို့ အခုလိုကြိုးစားဝင်ရတဲ့အတွက်ခုနပြောဆိုတယ်တကယ်ဝမ်းသာပါတယ်ဗျ။ကိုညိုကကျွန်တော်ဘယ်လောက်သေးဆောင်နိုင်လဲဆိုတော့ तू ကောင်းကောင်းသိပါရယ်။ဘယ်လောက်ညှစ်ထုတ်လို့ရလဲဆိုတော့ तू သိပါရယ်။ဒါကျွန်တော်တို့ရဲ့ပထမပထမခြေလန်းလေးပါပြန်ပြီးတော့ပေါ့နော်ရိုက်ဖြစ်တဲ့ဆိုတော့နောက်နောက်ရမှာလေဒီတက်ပို့ပြီးတော့စိတ်လှရှားစရာကောင်းတဲ့ဇလန်းလေးနဲ့ကျွန်တော်ထပ်ပြီးစူးစမ်းသွားအောင်ပါဗျာအဲ့မဲ့ရုပ်ရှင်မျိုးစားကတော့ဒီတေးကအဲ horror trailer drama ပေါ့နော်အဲ့ဒါကိုကြိုက်တဲ့ပရိသတ်တွေတော့ကတော့ စိတ်ကျဉ်နှမှုရမယ်ကားလေးဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒရမာရွေးကြိုက်တာတို့ဟာတကားလေးပဲကြိုက်တဲ့ပရိသတ်တော့ကတော့ပြောဖို့ခက်ပါလိမ့်မယ်ဆိုတော့ကိုညိုပရိသတ်တွေတဲကားကြိုက်တဲ့ဖန်တွေကတော့ဒီကားလေးကိုစစ်စစ်တွေးပြီးတော့ကြိုက်ကြပါလိမ့်မယ်อืมဒီမှာတေးဆောင်ပါတယ်တေးဆောင်အစ်လေးလည်းစူးစမ်းအထောက်ထားရလေဆိုတော့တို့တို့အတွက်လည်းဒီကားလေးကအပြောင်းလဲလေးတစ်ခုဖြစ်မယ်လို့မြင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ကြားရဇေယုံမှာအကောင်းဆုံးဖြစ်အောင်အမားနဲ့အောင်ကြိုးစားထားပါတယ်ဗျမြင်ရတဲ့အရာနဲ့မမြင်ရတဲ့အရာမှာတကယ်တမ်းကတော့မြင်ရတဲ့အရာတွေကပိုကြောက်ဖို့ကောင်းတာပေါ့နော်ဆိုတော့အခုချက်ချင်းလက်ငင်း ုတ်တော်မဟုတ်တော်လုံနိုင်တဲ့အရာတွေဖြစ်နေလို့ပါဆိုတော့ဒါကတော့တယောက်နဲ့တယောက်ကတော့ခံယူချက်ချင်းတော့တူမယ်မထင်ပါဘူးရေဘူးကအရင်ပြောရင်တော့မြင်ရတဲ့အရာတွေပိုချောက်ဖို့ကောင်းပါတယ်ကျွန်တော်မှတ်မထားပါဘူးဒီလိုပါပဲတန်သင်ငန်းစာပါပဲအဲ့လိုဂျုံခဲ့ရတဲ့အားရဆိုရင်ဂျုံခဲ့လားဆိုရင်အင်းဂျုံတော့ဂျုံမှုတွေလောက်ပဲကျွန်တော်တွေးပါတယ်အဲ့လိုကြီးကျွန်တော်ကအဲ့လိုမျိုးဟာဟိုလုံးကတော့ဟိုလားကတော့ဒီဟာဖြစ်လို့ဒီဟာဖြစ်လို့ဆိုတော့မတွေးတဲ့အတွက်အဲကြောက်စရာဆိုရင်လည်းသင်ငန်းစာအနေနဲ့ပဲဖြတ်သန်းပါတယ်ဗျ အဲကိုညိုကတော့သူ့ကားမှာသူလိုအပ်တဲ့ကတ်ချိန်ကိုသူအကောင်းဆုံးရွေးထားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဘက်ကလည်းကိုညိုလိုအပ်တဲ့ကတ်ချိန်မှာတေးဥဆောင်တာအကောင်းဆုံးပြောင်းမယ်ဂျူးစာပြီးတေးဥဆောင်တာပါတယ်ဗျအဲဒီရုပ်ရှင်နဲ့ပဲအဲလေပတ်ပြီးတော့မှဂျူးစာနေအောင်မယ်လိုအပ်တဲ့နေရာတွေမှာလိုအပ်သလိုကိုရာညီယာတွေလုပ်ပြီးတော့ကျွန်တော်ရှေ့ဆက်နေအောင်မယ်လို့ပြောလိုပါတယ်ဗျ